င်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီဘူပီသတင်းဌာနကနေ့စဉ်နဲ့မျှတင်ဆက်ပေးနေတဲ့သတင်းစာပေါ်ကဖတ်စရာများအစီအစဉ်ကနေပြီးတော့ကြိုဆိုပါရစေဒီကနေ့အစီအစဉ်အတွက်ဖေဖော်ဝါရီလ2ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေ channel တွေကစိတ်ဝင်စားစရာအကောင်းတဲ့သတင်းတွေကိုကျွန်တော်အောင်သူနဲ့ကိုစုဘူးအောင်လို့ကတင်ဆက်ပေးကြပါပါဟုတ်ကဲ့ပါကိုစုဘူးအောင်ရပထမဆုံးပေါ့နော် ပါတဲ့င်းတွေကိုရွေးချယ်ပေးထားလေဗျ။ဟုတ်ကိုအောင်ရွေးဒီနေ့ထွက်တဲ့သတင်းလေးကမ္ဘာဆိုရင်တော့ဗောနော်ဒီ The Voice Daily သတင်းစာမှာတင်ပြထားတာဗောနော်။ဟုတ်ကဲ့27ရာစုပင်လုံညီလာခံဒုတိယအစည်းအဝေးတွင်လက်နက်ကင်တပ်ဖွဲ့ကိစ္စမတောင်းဆိုဟု KNU ကဆိုလဲဆိုတဲ့သတင်းမှာဟုတ်ကဲ့ပါ။ဟုတ်နောက်ပြီးတော့ဒီ7 Daily သတင်းစာရေးနေတဲ့ဘုံမှာတင်ပြထားတာကတော့နော်ကြည်လင်းအမှုတော်အောင်ကလှုပ်ချက်မှုတစ်ခုကြီးလို့ရန်မိမိကိုကမ်းလှမ်းခဲ့မှုကြောင့်အကျဉ်းသားအုပ်တစ်ခုကထုတ်ပေါ်လိုက်တယ်ဆိုတဲ့သတင်းမှာနောက် Daily 11သတင်းစာမှာဖော်ပြထားတာကတော့ဗော ယမန်နစ်ကပြည်သူ့ဗန္နာလူငွေပြမှုမှာ GDP ဤ3.2ရာခိုင်နှုန်းရှိခဲ့ရမှာ2016-2019ဗန္နာနှစ်တွင်4.5ရာခိုင်နှုန်းအထိရောက်အောင်တက်မယ်လို့ဒီဘောနော်ကမ္ဘာအဘန်ကနေပြီးတော့ခံမှန်းထားတယ်ဆိုတဲ့သတင်းမှကြောင်းပြုကြောင်းပြုနေနဲ့တင်ပြပေးပါဦးခင်ဗျာဟုတ်ကဲ့ပြကျွန်တော်ဒါတော့ဒီကနေ့အစီအစဉ်အတွက်ပေါ့နော်ကျွန်တော်တို့ဒီမျက်နှာဖုံးသတင်းတွေကနေတော့စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုကျွန်တော်တို့ရွေးချယ်ဖတ်ပြပေးတာပါနောက်ထပ် ်တပုတ်ကိုကျွန်တော်အိဒါအဘော်တို့ကိုရွေးချယ်ထားပါတယ်ဒါတော့ the boy daily သတင်းစာမှာဖော်ပြပေးထားတဲ့အိဒါအဘော်တို့ပါအိဒါအဘော်ရဲ့ခေါင်းစဉ်ကလူမှန်နေရာမှန်ဆိုပြီးတော့ခေါင်းစဉ်တက်ထားပါတယ်မြည်သည့်နေပဲကန္တာတွင်မစိုးတဲ့လုပ်ငန်းများစီမံခန့်ခွဲတဲ့အခါမှာ၎င်းခေါင်းဆောင်မှုပေးရမှာ၎င်းတက်ဆိုင်ရနေပဲအလိုက်တင့်တော်လိုက်ဖက်သူ SSC လျော်သူကိုလည်းတာဝန်ပေးရမည်ဆိုခြင်းမှာတဲ့စီမံခန့်ခွဲမှုပညာရဲ့အခြေခံသဘောတရားလည်းဖြစ်ပါတယ်တင့်တော်လိုက်ဖက်သူ SSC လျော်သူဟုဆိုရတဲ့နေပဲအလိုက် တဖက်ကန်းခတ်သူသို့မဟုတ်အထူးပြုကျွမ်းကျင်သူအစဉ်မျိုးအထိမဆိုတော်လဲပဲတာဝန်ပေးအပ်မဲ့ကဏ္ဍနယ်ပယ်ကိုအနေဆုံးအဆင့်အခြေခံကြကြတဘောတဘာဝနဲ့တကွအသိရှိနားလည်ထားသူကိုဆိုလိုတာပါတဲ့တက်ဆိုင်ရနယ်ပယ်အလိုက်အခြေခံနားလည်သဘောပေါက်ထားသူဒါမှမဟုတ်လူမှန်နေရာမှန်များခံထားတာဝန်ပေးခြင်းအဖြစ်နယ်ပယ်အသီးသီးမှာတဲ့နီးမှန်လမ်းမှန်ဖွံ့ဖြိုးမှုအားကောင်းလာနိုင်ပြီးဆိုင်ရာအဖွဲ့အစည်းကိုလည်းပို၍အားကောင်းမောင်းတန်စေနိုင်ပါတယ်တအူးစံပိုင်းဘရင်များနဲ့အာနာရှင်များဟာတဲ့ အိနှိမ့်ဆန်ဘဝဒါမှမဟုတ်အဖိနှိမ့်ခံဘဝမှာတဲ့စေဘေးမီးယူလောက်ခဲ့သူမိမိတာဝန်ထမ်းဆောင်တဲ့အဖွဲ့ယာရုအစင်းစင်ပါတဲ့လက်အောက်ဝန်ထမ်းအဖြစ်အနီးကပ်ရှိခဲ့ဘူးသူများကိုမိမိအာဏာရလာချိန်မှာချင်းမြောက်တဲ့အနေနဲ့တဲ့ကာယကံရှင်များမအဆက်မစီလောသောနေရာများမှာတဲ့ခန့်ထားတာဝန်ပေးခဲ့ခြင်းကြောင့်တိုင်းပြည်ဖွံ့ဖြိုးမှုမရှိခဲ့ဘဲပြဿနာရှုပ်ထွေးခဲ့သောတာလကတွေရှိခဲ့ဦးပါတယ်တဲ့ မိမိနိုင်မချိန်မှာတဲ့အကူအညီပေးခဲ့သူများအများပြည်သူအကျိုးအတွက်ကိုကျိုးစွန့်အနစ်နာခံသူများဖြစ်နေစေကဘူးတဲ့၎င်းတို့ထံမှာတက်ဆိုင်ရာနယ်ပယ်ကဏ္ဍနဲ့စီလီယောအဆက်တဲ့အရေးချင်းမရှိပါက၎င်းတို့ကိုထိုးနယ်ပယ်အတွက်အတဝင်မပေးဘဲအခြားနည်းဖြစ်တာချီးမြှင့်မြှောက်ဆားရမည်ဖြစ်ပါတယ်နိုင်ငံကိုစီမံခန့်ခွဲအုပ်ချုပ်တဲ့အစိုးရအဖွဲ့မျိုးဆိုလျင်တက်ဆိုင်ရာဝင်ကြီးဌာနတခုချင်းအတွက်တောင်မှာက ိုင်ငံတော်တရလုံးဖွံ့ဖြိုးရေးနိုင်ငံတကာအတိုင်းဝိုင်းတွင်ဂုံတိုက်ခါအစဉ်တန်းရှိရှိဆက်ဆံရက်တည်နိုင်ရေးအတွက်တာဝန်ကြီးလှသောကြောင့်လူမှန်နေရာမများခံထားတာဝန်ပေးရန်အထူးအရေးကြီးလှပါသည်။ဥပမာအဖြစ်အတွဲအချက်ကျွမ်းကျင်သူကိုဝင်းယူရေးစိုက်ပျိုးရေးတာဝန်ခံစိုက်ပျိုးရေးဘောဂဗေဒတက်မြောက်သူကိုမြို့ပြစီပင်ဖွံ့ဖြိုးရေးအဖွဲ့ခေါင်းဆောင်စေပညာတက်ကျွမ်းသူကိုလက်နက်ကင်ပဏိပခဆေးဆက်ညှိနှိုင်းရေးတာဝန်ခံအာနာရှင်စနစ်အောက်မှာအာနာရှင်ဆန်ဆန် ဘယူရိုကရက်အဖြစ်အတွေ့အကြုံများခဲ့သူကိုဒီမိုကရေစီအစိုးရအဖွဲ့ရဲ့အထူးအရေးကြီးသောယာတုနေရာမှာတာဝန်ပေးထားခြင်းမျိုးမှာဘူးတဲ့လူမှန်နေရာမှန်ဟုမဆိုမခေါ်ဆိုလိုက်ပြီတဲ့အာနာရှင်အစိုးရဆက်ဆက်ကြောင့်အာနာရှင်ခောက်ရိုးကျိုးတဲ့အကျင့်ပြတ်ခြားစားမှုတွေအထက်ဖားအောက်ဖိအလင်းညာကိန်းခဏများယာတုဌာနန္တရအကိုတဲ့မိခူမှုများအထူးများပြားကအဖွဲ့အစည်းပုပ်ကိုရေးဆန်လုံးတဲ့နိုင်ငံရေးများဖြစ်တဲ့များစွာရှုပ်ထွေးပွေလီလှတဲ့ အုပ်ချုပ်ရေးရန်ရဲရဟာထိပ်ပိုင်းအစိုးရခေါင်းဆောင်များကချမှတ်တဲ့မူဝါဒရည်မှန်းချက်ရည်ရွယ်ချက်များကိုလွဲချော်ညံပြင်းသောအကောင့်ထဲပေါ်လှုပ်ဆောင်ချက်များဖြင့်လမ်းလွဲပို့နိုင်တဲ့အန္တရာယ်ရှိနေပါတယ်အထူးသဖြင့်စနစ်ဆိုးကြောင့်အစအစအရာရာယိုယွင်းဂျိုင်နေနေတဲ့နိုင်ငံကိုပြန်လဲထူထောင်ရေးပြုပြင်ပြောင်းလဲရေးအထူးအားထက်ဆောင်ရွက်ရမယ့်ယနေ့ကာလမျိုးမှာကိုလူတူလူခွဲကြကမိမိပြောသမျှခေါင်းငိတ်ထောက်ခံမဲ့သူများထက် အနေဆုံးအဆင့်လူမန်နေရာမှန်ခံထားတာဝန်ပေးနိုင်မှသာပြောင်းလဲချိန်တန်ဆောင်မုန်းတဲ့ဂရီကိုဝင်များကိုလက်တွေ့ကြကြဆောင်ရွက်ဖြည့်ဆည်းနိုင်ပြီဖြစ်ကြောင်းထောက်ပြအကြံပြုလိုခြင်းဖြစ်ပါတယ်ဆိုပြီးတော့အဲဒါထောက်ပြထားပါတယ်ဒါကတော့လက်ရှိဆိုရအနေနဲ့ကျွန်တော်တို့ဒီလက်ရှိမြန်မာနိုင်ငံနေထိုင်ရခန့်အပ်တဲ့ဝန်ကြီးဌာနတွေအနေနဲ့ပေါ့နော်နိုင်ငံတော်ရဲ့အရေးကြီးတာဝန်တွေပေးအပ်မယ်ဆိုရင်သူ့နေရာတဲ့သူလိုက်ဖက်ညီညွတ်ညီနဲ့ပေါ့နော်တာဝန်ရှိတဲ့သူတွေကိုခန့်တာဝန်ပေးဖို့လိုအပ်တယ်လို့ထောက်ပြထားတဲ့တဲ့ အဲ့ဒါအပေါ်တဘုတ်ပါခင်ဗျဟုတ်အဲ့ဒါနဲ့ပဲဆိုကျွန်တော်ကတော့စံတော်ချင်းသတင်းစာမှာဖော်ပြထားတယ်ပေါ့ဒီငင်းကြိုင်းကော်မရှင်နဲ့တည်ဆန့်တွဲဆွနိုင်ရဲ့အတွက် KIU ကိုဖိတ်ကြားထားတယ်ဆိုတဲ့သတင်းမှာဟုတ်သူဟုတ်နိုင်ငံရေးဆိုင်ရာကိစ္စများဆွေးနွေးရေးအတွက်ငင်းကြိုင်းကော်မရှင်နဲ့ KIU တို့ကြားတည်ထန့်တွဲဆွနိုင်ရဲ့ဖိတ်ကြားထားသည်ဟု KIU ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ကွန်မောကပြောကြားကြောင်းနဲ့ IAB သတင်းဌာနတွင်ဖော်ပြထားတယ်တဲ့ငင်းကြိုင်းကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းကရန်ကုန်နဲ့တွဲဆွနိုင်ရဲ့ဇန်နဝါရီလ29ရက်တွင်ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းပြောပြထားတာပါ ဟုတ်တယ်သူတို့ပေးထားတဲ့စာမှာကနိုင်ငံရေးဆွေးနွေးလို့ရှိလို့ရှိရင်ရန်ကုန်ကိုလာခဲ့ပါလို့အဲ့ဒီလိုကျွန်တော်တို့ကစာရေးထားတယ်အဲ့ဒီတော့ကျွန်တော်တို့ကစာပြန်ရေးတာကနိုင်ငံရေးကကျွန်တော်တို့ဆွေးနွေးကျင်တဲ့ဆန္ဒရှိလို့ပဲကျွန်တော်တို့နိုင်ငံရေးကိစ္စကကျွန်တော်တို့မှာ UNFC DM DPN နဲ့တစင်အမြဲတမ်းဆွေးနွေးရရှိပါတယ်။နောက်ဒုတိယအချက်ကတော့အရင်ကကျွန်တော်တို့တိတ်မရှင်းတဲ့အချက်တွေပေါ့လေ။ကျွန်တော်တို့ကြားမှာနားလည်မှုညှိဖို့လိုအပ်တဲ့ကိစ္စတွေကျွန်တော်တို့အရင်ပို့ထားတဲ့စာတွေရှိတယ်။ အဲ့ဒီကိစ္စတွေလည်းကျွန်တော်တို့ကိုပြန်အကြောင်းကြားစေချင်တယ်လို့ကျွန်တော်တို့ကစာပြန်ထားတာသဘောကကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့နဲ့ KIA နဲ့တီးခြားတွဲဆုံဆွေးနွေးဖို့လိုအပ်တဲ့ခေါင်းစဉ်တွေရှိရင်လည်းကျွန်တော်တို့ကဆွေးနွေးမှာပါဒါပေမဲ့အခုလောလောဆယ်အခြေအနေကြတော့အကြံဖတ်တို့ပါလို့ပြီးရင်ဒါပေမဲ့အခုလောလောဆယ်အခြေအနေကြတော့ကျွန်တော်တို့ကဥပမာကျွန်တော်တို့ကိုအကြံဖတ်တို့ပါတို့ပြီးရင်အခုစစ်စေးတို့ပါတို့လုံနေတဲ့အချိန်ကြတော့ဒါတွေကအရင်ကျွန်တော်တို့တည်ကြည်လေးလေးဆွေးနွေးပြီးမှပဲ ဘာကောင်းစီနဲ့ဆွေးရမလဲဆိုတာလို့ရမှာလို့ရမှာပါအဲ့ဒီတော့ကျွန်တော်တို့ကအရင်ပို့ထားတဲ့စာတွေရှိတယ်အဲ့ဒါကြောင့်အဲ့ဒီအရင်ကကျွန်တော်တို့မေးထားတဲ့ကျွန်တော်တို့ဘက်ကမရှင်းလင်းတာတွေကိုမေးမြန်းတဲ့အချက်တွေကိုလည်းပြန်ပြီးဖြေကြားပေးပါလို့ကျွန်တော်တို့ကစာပြန်ထားတာဟုဘုဇုတ်ကမကပြောဆိုကြကြောင်းသတင်းဌာနတွေဖော်ပြထားတဲ့သူပြီးတော့ရေးထားတာပါဟုတ်ကဲ့ညီညာရေးကော်မရှင်ရဲ့ဖေချာမှုကို KIO အနေနဲ့အကြောင်းပြန်ကြားစာတစောင်ပြန်လဲပေးဖို့ထားကြကြောင်း၎င်းကဆက်လက်ပြောထားတယ် KIOD KIO ဟာ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့တိုင်းသားလဲနဲ့ကိုင်အဖွဲ့အဖွဲ့များဖြစ်ပြီးညီညွတ်သောတိုင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNSC အဖွဲ့ဝင်နဲ့ဖြစ်ပြီး AA တောင်အောင်ဖွဲ့ကိုကန့်ဖွဲ့တို့နဲ့လည်းမဟာမိတ်ဖွဲ့ထားတယ်ဆိုပြီးတော့တည်င်းမှာဖော်ပြထားတာပါကိုကောင်တို့ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့လက်ရှိစံတော်ချိန်သတင်းစာမှာပါတယ်ပေါ့နော်ညဉ့်ညင်းကော်မရှင်နဲ့တည်တံတွေ့ဆုံဖို့ KI ဟိုဖိတ်ကြားဆိုတဲ့ဟုတ်တာပေါ့နော်ဟုတ်အခုလည်းဒီမှာလည်းဒီတက်ပွဲတွေရပြင့်နေတာဆိုတော့ဘောနော် ဒါသူတို့က KIO ကအဓိကဟိုအခန်းကဏ္ဍမှာပါနေတဲ့ဆိုတော့သဘောမျိုးပါပဲပေါ့ဟုတ်ကဲ့ပါဒါတော့ညဉ့်ညဉ့်ကော်မရှင်တော့ KIO ကိုဖိတ်ကြားတဲ့သတင်းတစ်ပုဒ်ပါကျွန်တော်နောက်တဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်ထပ်ပြီးတော့ဖတ်ပြပေးခြင်းပါတယ်ဒါကတော့ကျွန်တော်တို့7 day daily သတင်းစာမှာဖော်ပြပေးထားတဲ့သတင်းတစ်ပုဒ်ပါခင်ဗျဒီသတင်းမှာသတင်းကောင်းစရာဘလို့ရေးထားတဲ့ဆိုတော့မြောက်ဝတီနယ်တဲ့ဖန်အန်ကမြင်းဆွေအမိတူတူများကိုရဲတပ်ဖွဲ့ခေါ်ယူစစ်ဆေးဆိုတဲ့သတင်းပါကျွန်တော်ပြည်စုံဖတ်ပြပေးရပါမယ် ဥက္ကဋ္ဌကိုလည်းရန်ကုန်ပြည်ပြည်ဆိုင်ရာလေစိတ်မှာတနက်နဲ့ပြတ်တက်ရန်ညွန်ကြားခဲ့သူဟုတန်တရားရှိတဲ့မြင့်ဆွေကိုဖမ်းဆီးနိုင်ရန်မြဝတီနဲ့ဖမ်းမြို့မမြို့များမှာတဲ့မြင့်ဆွေအမိသူတန်တရားရှိသူတွေကိုစစ်ဆင်းနေကြောင်းနဲ့တရင်ရရှိတယ်တဲ့ထို့ကြောင့်လည်းမြင့်ဆွေကိုလည်းဖမ်းမိဒီဆိုခြင်းမှာတဲ့အတိမပြုတ်နိုင်သေးကြောင်းနဲ့တရင်မှာဖော်ပြပေးထားပါတယ်အဲ့ဒီလိုစစ်ဆေးရမှာတဲ့အဆိုပါမြို့မှာနေထိုင်တဲ့မြင့်ဆွေအမိဖြစ်တန်တရားရှိသူတွေအပြင် အဲ့ဒီအမြင်နဲ့တဲ့ပြစ်မှုဟောင်းရှိသူတွေကိုပါတဲ့စစ်ဆင်းနေခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ကရဲရာရှိတဦးကပြောတာပါဖေဖော်ဝါရီလတရက်နေ့မှာတဲ့မြင်းဆွေနဲ့ပါဝင်ပတ်သက်သူအမျိုးသား၄ဦးကိုဖမ်းဆီးရမိတည်ဆိုပြီးတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပြန့်နှံ့နေတဲ့သတင်းကကောလာဟာလာတာဖြစ်ကြောင်းကရင်ပြည်နယ်ရဲတပ်ဖွဲ့မှုရဲမှူးကြီးကြည်လင်းကတဲ့ဖေဖော်ဝါရီလနနက်မှာတဲ့ပြောကြားခဲ့တာပါသူပြောတာကတော့လက်ရှိ online မှာတဲ့တက်နေတဲ့သတင်းတွေကအမှန်မဟုတ်ပါဘူးတဲ့တချို့ကိုခေါ်ယူစစ်ဆေးနေတာတွေရှိပါတယ် တကယ်ပါဝင်ပတ်သက်တဲ့သူတွေကိုတဲ့ဖန်ဆီးရမိပြီးဆိုတာနဲ့ရဲတပ်ခွဲကတရင်ထုတ်ပြန်ပေးမှာပါလက်ရှိအချိန်မှာတော့တဲ့ပူပေါင်းအခွဲတွေနဲ့စစ်ဆေးနေပါတယ်ဆိုပြီးတော့ဒီမနက်ငယ်ရဲတပ်ခွဲကရဲရရှိတီတူကပြောတာပါလူသက်မှုဖြစ်ပွားပြီးတဲ့၄ရက်ကြာတဲ့အတိုင်းတနက်နဲ့ပြစ်ခတ်သူကြည်လင်းကလွဲပြီးတော့မတင်ကားသူအချို့ကိုသာစစ်ဆေးနေပြီးအမှုနဲ့ပတ်သက်တဲ့ပါဝင်ပတ်သက်သူတွေကိုလိုက်လံရှာဖွေနေစေဖြစ်ကြောင်းလည်း၎င်းကပြောပါတယ်အမှုကိုစစ်ဆေးနေတာကတဲ့စစ်ဆေးရေးအဖွဲ့က အဖွဲ့စုံကနေစစ်ဆင်းနေတာပါတဲ့သတင်းတွေထွက်နေတဲ့အတိုင်းမြင့်ဆွေကိုတကယ်မိလားမမိဘူးလားဆိုတာအတိပြုလို့မရသေးပါဘူးတဲ့အမှုစစ်ဆေးတဲ့နေရာတွေမှာကျွန်တော်တို့မပါဝင်တော့ဘာမှအတိပြုလို့မရဘူးဆိုပြီးတော့ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးလူရဲမှူးကြီးမြင့်ထွေးကပြောတာပါလူတမှုကျွလွန်သူတဲ့ကြည်လင်းတဲခိုတဲ့မင်္ဂလာတောင်ညွမြို့နယ်ចောင်းလန်းမှာရှိတဲ့မဟာအောင်မြေဗိမာန်စာတင်ចောင်းတိုက်ကိုတဲ့ဇန်နဝါရီလ29ရက်နေ့ကစတင်က၅ကြိမ်ကျော်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းရဲအရာရှိတဦးကပြောပါတယ်။အဲ့ဒီဖုံရင်ကြောင်းမှာတဲ့ကြည်လင်းဟာဖိုးထူးအမိနဲ့တဲခိုခဲ့ပြီး 28ရက်ကြာနေထိုင်ခဲ့ကြောင်းသိရပါတယ်။ကြည်လင်းရဲ့အဝေအစားအသုံးဆောင်ချို့ကိုတင်စီသွားကြောင်းမဟာအောင်မြေဘိမှန်စာတင်ကြောင်းတက်ကတန်ကတော်တဘာကပြောတယ်ဆိုပြီးတော့ပြောပါတယ်။ဒီသတင်းကကျွန်တော်တို့ဒီမြဝတီနဲ့ဖန်မှာမြစ်ဆွေအမိသူတဲ့သူတွေကိုပေါ့နော်။ရဲတပ်ဖွဲ့ကခေါ်ဆစ်စေးနေတယ်ဆိုပြီးတော့ကျွန်တော်တို့7 day သတင်းစာမှာဖော်ပြပေးထားတာပါ။ ကိုစိုးမိုးအောင်ကရောဗာဒီများထပ်ပြီးတော့ဖျက်ပြပေးဖို့ရှိဦးမလဲဗျကျွန်တော်ကတော့ဒီမြန်မာတိုင်းစာမျက်နှာ27မှာဖျက်ပြထားတာပေါ့နော်မြန်မာတိုင်းသတင်းစာမှာနိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စကံများပြုပြင်ရေးနာမည်ဘတ်ဂျက်ငွေမှအဓိကသုံးဆွဲသွားမယ်ဆိုတဲ့သတင်းကိုတင်ပြပေးမှာကိုအောင်သူဟုတ်ကဲ့ဟုတ်ပြည်တိုင်းဝန်ကြီးဌာနကလာမယ့်ပန္နာနှစ်ဘတ်ဂျက်ငွေလုံးဝယ်ရင်အသုံးစရိတ်တွေကိုနိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စကံများပြုပြင်ခြင်းနဲ့ဆက်ဆက်လုပ်ငန်းများအတွက်အဓိကအသုံးပြုသွားမယ်လို့ရင်းဌာနမှာဒုတိယဝန်ကြီး ိုဂျိုအွန်ဆိုဤလွတ်တော်သူတင်ပြချက်အရာတည်ရတယ်ဆိုပြီးတော့တင်ပြထားတာပါမြန်မာဘင်္ဂလားဒေ့နယ်ဆက်ရှိချန်စီယိုကာယန်ချင်းလုပ်ငန်းအဆင့်၃သိန်းရှိကင်းစကန်52ခုတွင်ပြင်ပရေဆက်သွယ်ခြင်းလုပ်ငန်းနှင့်ဆက်ဆက်လုပ်ငန်းများအမှတ်၁အမှတ်၄နေကြားဆောင်ကုတ်ကဲရီမှုအဖွဲ့မှုရောကုတ်ကဲမှုအောက်ရှိကင်းစကန်26ခုတွင်သူစုဂျိုချန်စီယိုကာယန်ချင်းလုပ်ငန်းနေပြီးတော့အချုပ်ထောင်အပါဝင်မိုးညင်ကြိုင်မရောဒိုင်ဦးနဲ့ တီဘောအချင်းတော်များရှိဆောင်ရွက်ဆက်လုံငန်းများတွင်တပ်ဖွဲ့ဦးစီးဌာနများအတွေ့မဖြစ်မနေလိုအပ်တဲ့အဆောက်အအုံများဆောက်လုပ်မှာဖြစ်ပါတယ်လို့ဗိုလ်ချုပ်အောင်စိုးကဇန်နဝါရီလ30ရက်ကကျင်းပတဲ့ပြည်ထောင်စုလွတ်တော်အစည်းအဝေးမှာပြောကြားတယ်ဆိုတဲ့သတင်းကိုဟိုတင်ပြထားတာပါဒါအပြင်ပြည်ထရေးဝန်ကြီးဌာနမူဝါဒ၄ရက်နဲ့အညီညီမန်းချက်၄ရက်ချမှတ်အကောင့်တဲ့ပေါ်ဆောင်ရွက်၄ရက်ရှိပြီးညီမန်းချက်များကိုညီမန်းချက်များကိုအကောင့်ထဲပေါ်ရန် လုံခြုံရေးကိစ္စများတိုးတက်ကောင်းမွန်ရေးအုပ်ချုပ်မှုစနစ်မှန်ကန်ရေးလုပ်ငန်းစွမ်းရည်တိုးတက်မြင့်မားရေးလက်ကျင့်မှုမပြတ်ဆောင်ရွက်ရေးစိတ်ဓာတ်ကောင်းမွန်တိုးတက်ရေးပြည်သူအကျိုးဆောင်ရွက်ရေးစတဲ့လုပ်ငန်း6ရပ်ကိုအကောင့်တက်ပေါ်ဆောင်ရွက်နေတဲ့ဝန်ကြီးဌာနဖြစ်ကြောင်းပြည်ထောင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကပြောကြားလိုက်တာပါလွတ်တော်မှာပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့မြန်မာတိုင်းသတင်းစာမှာဖော်ပြပေးထားတဲ့နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်တဲ့ပေါ့နော်ဟုတ်ကဲ့ပါဘုန်းကြီးစကန်ပြုပြင်ရေးတွေကိုလာမယ့်ဘတ်ဂျက်မှာအဓိကထားသုံးဆွဲမယ်ဆိုတဲ့သတင်းကိုမြန်မာတိုင်းသတင်းစာမှာဖော်ပြပေးထားတာပါ ဒါသူကနော်ကျွန်တော်တို့ကာဝေးရေးဘတ်ဂျက်အသုံးစရိတ်တွေလျှော့ပြီးတော့လျှော့ပြီးတော့တုံးမဲ့ဆိုပြီးတော့ရှိပါတယ်ပေါ်ပြထားပါတယ်ဟုတ်တယ်ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ကျွန်တော်တို့ဒီအစီအစဉ်ရဲ့နောက်ဆုံးကာတွန်လေးတစ်ခွက်ကိုကျွန်တော်70သတင်းစာမှာဖော်ပြပေးထားတဲ့ကာတွန်လေးတစ်ခွက်ကိုရွေးချယ်ပေးထားပါတယ်ဒါကတော့ကာတွန်ဆရာမိုးတွင်ရဲ့လက်ရာဗျဒီမှာအမျိုးသမီးတစ်ယောက်ရဲ့အမျိုးသားတစ်ယောက်ရဲ့ရှိတယ်ဗျအဲ့ဒီအချိန်မှာအမျိုးသမီးကဘာပြောလဲဆိုတော့ရှင်ချိုးတွေတဲ့ပြောင်းနေပြီနော်တဲ့ခါတိုင်းလို Viber ကနေဘာဖြစ်လို့စာမပို့ပုံမပို့တော့တာလဲဆိုပြီးတော့အမျိုးသမီးကပြောတယ်အဲ့ဒီအချိန်မှာအမျိုးသားကဘာပြန်ပြောလဲဆိုတော့ ဟက်ခံရမှာဆိုလို့ပါကွာဆိုတော့ပြန်ပြောတယ်ဒါတော့ကျွန်တော်တို့အခုလက်ရှိမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေကြမ်းမေးဥက္ကဏီကိုကျွန်တော်တို့တပြက်ခံနဲ့တရခံကြည်လင်းရဲ့ထွက်ဆိုချက်တွေကျွန်တော်တို့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပြန်လာခဲ့တယ်ကျွန်တော်ပြန်လာပါဘောနော်အားလုံးနဲ့ပတ်သက်ပြီးတော့ဒီလူမှုကွန်ရက်ကြားမှာလည်းဝေဖန်နေပေါ့ဒါတွေကဟိုဘာကြောင့်ပြန်လာလဲဆိုပြီးတော့ဟုတ်ကဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲရရှိတယောက်ကနေပြီးတော့ဘယ်လိုသတင်းဌာနတခုကိုပြောလဲဆိုတော့သူဒီလိုမျိုး တဆင်ပြန်ပြီးတော့ပို့ချိန်ပါဗောနော်သူရဲ့ဖုန်း Viber ကနေပြီးတော့ hack ခံရတယ်ဆိုပြီးတော့ရဲရဲရှိတယောက်ကပြောထားတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကာတွန်းဆရာကနေပြီးတော့တယောထားတဲ့ကာတွန်းထုတ်ခဲ့ပါခင်ဗျာဟုတ်ကဲ့ပါဒီကာတွန်းနဲ့ပဲကျွန်တော်တို့ရဲ့အစီအစဉ်ကိုရနာခွင့်ပြုပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်